မင်္ဂလာပါ Crypto Gary Channel ကနေပြန်လည်ကြိုဆိုပါရစေ။ကျွန်တော်ရှေ့အပတ်လောက်ကအလုပ်ကိစ္စနဲ့ဘန်ကောက်ကိုရောက်သွားတယ်။ဘန်ကောက် ရောက်တော့ကျွန်တော် Binance ကတာဝန်ရှိတဲ့သူနဲ့ကျွန်တော် meeting လေးလုပ်ခဲ့တယ်ဗောဗျာ။အဲ့မှာဘာတွေပြောပြလဲဆိုတော့ကျွန်တော် channel ကိုကြည့်နေတဲ့ viewer တွေ subscriber တွေကို Binance နဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့လက်ဆောင်လေးပေးမယ်ဆိုပြီးတော့ကျွန်တော်တို့ဆွေးနွေးရတယ်။ဆွေးနွေးခဲ့တဲ့အချိန်ဒီနေ့မှာကျွန်တော်တို့ campaign လေးတစ်ခုရောက်လာပြီဗောဗျာ။ဒီ campaign ကတော့ဘာလဲဆိုတော့ဒေါ်လာ1000ဘိုးစုအနေနဲ့ကျွန်တော်တို့ပေးမှာဗော။ ပေးဖို့အတွက်ကကျွန်တော်ကနှစ်ချက်ပဲလုပ်ရမယ်။ Binance မှာအကောင့်ဖွင့်ရမယ်။ KYC တင်ရမယ်။ပြီးရင်ကျွန်တော်တို့ကပထမအဦးဆုံးကိုယ့်ရဲ့ first trade ကိုလုပ်ရပါမယ်။ဒီ၃ချက်ကိုကျွန်တော်လုပ်တာနဲ့10ဒေါ်လာလူတစ်ယောက်ချင်းစီကို10ဒေါ်လာ 10FD USD ရမှာဖြစ်ပါတယ်။အဲ့တော့ဒီ campaign လေးကိုလေ့လာကြည့်အောင်။ အဲ့တော့အရင်ဆုံး Binance account မရှိတဲ့သူဆိုရင်တော့ Binance account ဖွင့်ရမယ် Binance account ဖွင့်တဲ့နေရာမှာကျွန်တော်ဒီ video ရဲ့ description မှာထည့်ပေးထားတဲ့ link ကိုသုံးပြီးတော့ Binance account ဖွင့်ရပါမယ် Binance account ဖွင့်နေ video link ကိုလည်းကျွန်တော်ထည့်ထားပေးမယ်ဒီ video တွေရအတိုင်းလုတ်ပြီးတော့ကျွန်တော်ပြထားတဲ့ဒီ link ကိုသုံးပြီးတော့ account ဖွင့်လိုက်ရင် KYC တင် first trade လုတ်ပြီးတော့စုရယူနိုင်ပြီဖြစ်ပါတယ် Binance account ဖွင့်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ KYC အရင်မတင်နဲ့ဘောเนาะကျွန်တော် link ချပေးတဲ့ဗီဒီယိုမှာတော့ KYC တင်ပြီးကိုတခါတည်းပြပေးထားတယ်ဒီမှာတော့ကျွန်တော်တို့ KYC မတင်နဲ့哦မတင်ပဲနဲ့ကိုယ့်ရဲ့ home page ကိုသွားသွားပြီးတော့ reverse hub ဆိုတဲ့နေရာကိုကျွန်တော်တို့သွားရမယ် reverse hub ကိုသွားပြီးသွားရင်ကျွန်တော်တို့လောက်ရမယ် Dust နှစ်ခုရှိတယ်ဒီ Dust ကိုနှိပ်ပြီးတော့ကျွန်တော်လောအောင်မှာနှစ်ခုရှိတယ် KYC တင်ရမယ်တင်ပြီးသွားရင် 3FD USD ရမယ်ပြီးရင်နောက်တစ်ခုကကိုယ့်ရဲ့ပထမဦးဆုံးသော first trade ကိုစပြီးတော့လုပ်ရပါမယ်ဒီလိုမျိုး first trade လုပ်ဖို့အတွက် Binance မှာဘယ်လိုမျိုး Bitcoin ဝယ်ရမလဲဆိုတဲ့ video ကိုလည်းကျွန်တော် video description ထဲမှာထည့်ပေးထားပါတယ်။ KYC တင်တာနဲ့ကိုယ့်ရဲ့ first trade ကိုအောင်မြင်ပြီးသွားရေဆိုရင်တော့ KYC အတွက် 3ဒေါ်လာ first rate 7ဒေါ်လာကို plain plain နှိပ်ပြီးတော့10ဒေါ်လာရယူနိုင်မှာဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံးတော့လူအယောက်တရာအတွက်ပြီးသန့်လုပ်ပေးတာဖြစ်ပြီးတော့ဒီ campaign ကတော့ဒီ match လလောက်ကုန်ရဲ့အဆုံးသတ်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုကကို့မှာ binance account မရှိသေးဘူးဆိုရင်ကျွန်တော်တို့ဒီ campaign မှာပါဝင်ပြီးတော့ binance account ဖွင့်ထားပါတခြားသော Binance account ဖွင့်ကျင်တဲ့သူတွေကိုယ့်ရဲ့မိဆွေတငယ်ချင်းဆွေမျိုးမိဘဒါတွေကိုလည်းဒီ video လေးကျွန်တော်တို့ပို့ပေးခြင်းဖြင့်ကျွန်တော်တို့များစွာကူညီပေးလို့ရပါတယ်ပြီးတော့နောက်တစ်ခုက ျွန်တော်ရဲ့ referral link ကိုတောင်းထားပြီးတော့ Binance account ဖွင့်လာတယ်ဒါပေမဲ့ KYC မတင်ရသေးဘူး first trade မလုပ်ရသေးဘူးဆိုရဲသူတွေလည်းဒီ campaign မှာဝင်ပြီးတော့ပါဝင်နိုင်ပါတယ် Binance account တော့ရှိလာတယ် first trade မလုပ်ရသေးဘူးဆိုရင်လည်းဒီ campaign မှာဝင်ရောက်ပါဝင်လို့ရပါတယ်ဆိုတော့အခု campaign မှာပါဝင်ခြင်းဖြင့်ကျွန်တော်ရဲ့ crypto gallery channel ကိုရှေ့ဆက်သွားနိုင်ဖို့အတွက်များစွာကူညီပေးလို့ရပါတယ် Binance account ဖွင့်တဲ့နေရာမှာပြဿနာတစ်ခုခုအခက်အခဲတစ်ခုခုကြုံရင်လည်းဒီ video ရဲ့ comment မှာဝင်ရောက်မေးမြန်းပေးလို့ရပါတယ်โอเคအားလုံးကံကောင်းကြပါစေ ားလုံးတော့ပဲမှာကြံတွေ့ပါမယ်